စီပွားရေးမှာအောင်မြင်မှုဆိုတာအစဉ်အဆက်မပြတ်လေ့လာပြင်ဆင်မှုနဲ့ကိုယ့်ကိုယ်ကိုအစစ်မြင့်တင်မှုလို့လိုအပ်တယ်။ဒီတော့ကိုယ့်ရဲ့လုပ်ငန်းတွေကနေပြီးတော့မှလေ့လာသင်ယူပါ။ပြီးရင်ကိုယ့်ကိုယ်ကိုလည်းအစစ်အတန်းတွေမြင့်မှာ။အဲ့ဒါဆိုရင်တော့အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာအောင်မြင်တဲ့စီပွားရေးတစ်ခုကိုပိုင်ဆိုင်ပါလိမ့်မယ်။လူတွေဟာ ိုယ့်ရဲ့အားတာချက်ကိုမသိသေးပဲတခြားသူတွေရဲ့အောင်မြင်မှုလမ်းကြောင်းကို အတုခိုးမိတတ်ကြရဲ့ဒီတော့ကိုယ့်ရဲ့အားတာချက်ကိုအရင်ဆုံးရှာဖွေဖို့လိုအပ်တယ်စီဝါရေးတိုင်းမှာအခက်အခဲနဲ့စိန်ခေါ်မှုတွေရှိပြီးတော့မှဒါတွေကိုရင်ဆိုင် ဖြေရှင်းနိုင်မှသာ အောင်မြင်နိုင်မယ်ဆိုတာသိထားတဲ့မှာလေ ဒီရောအခက်ခဲတွေနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြစ်ရှင်းမှာပျော်ပျော်ကြီးကိုရင်ဆိုင်ဖြစ်ရှင်းမှာအောင်မြင်မှုအတွက်အချိန်နဲ့အားထုတ်မှုမရှိဘဲအမြန်ချမ်းသာခြင်းနဲ့အတွေ့အခေါ်ကအန္တရာယ်တိတ်ကိုကြည့်တယ်ဒီရောအောင်မြင်မှုအတွက်အချိန်နဲ့အားထုတ်မှုကိုယူကိုယူရမယ်မဟုတ်ဘဲအမြန်ချမ်းသာခြင်းနဲ့ဆိုရင်တော့ကိုယ့်ဘဝမှာအန္တရာယ်တွေရှိနေပြီ ဆိုရှယ်မီဒီယာပေါ်ကအောင်မြင်ပြီးသားပုံရိပ်တွေကိုမိညမ်းပြီးတော့မှစီးပွားရေးအယူအဆလွဲမှားတတ်ကြတယ်အခြေခံမခိုင်နဲ့ရေတို့အကျိုးအမြတ်ကိုလိုက်စားတဲ့အခါရေရှိမှရှုံနေနိုင်ခြင်းများတယ်စွန်စားမှုနဲ့ဖန်တီးနိုင်မှုစွမ်းအားဟာအာတာချက်ဖြစ်ပေမဲ့အတွေ့အကြုံနေခြင်းကအဟံအတာဖြစ်စေတယ်စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာငွေကြီးတစ်ခုတည်းနဲ့မလုံလောက်ပဲအရင်အချင်းနဲ့စီမံခန့်ခွဲမှုလိုအပ်တယ်။မိမိရဲ့စီးပွားရေးအိမ်မက်ကိုအကောင်အထည်ဖော်ဖို့လေ့လာမှုတီးခံမှုနဲ့စီကံတို့ကိုမေ့လျော့နေတတ်ကြတယ်။ဒီတော့လေ့လာပါတီးခံမှာစီကံရှိမှာအောင်မြင်မှုတွေရဲ့နောက်ပယ်ကစူးစမ်းမှုဇလန်းတွေကိုလေ့လာဖို့ လိုအပ်ပြီးအတူယူပါလက်တွေ့လှုပ်ဆောင်တင်တယ်လေ့လာရင်အတူယူတယ်လက်တွေ့မလှုပ်ရင်လည်းဖြစ်မှာမဟုတ်ဘူးစီးပွားရေးမှာငွေကိုငွေနဲ့ပဲရနိုင်တယ်ဆိုတဲ့အယူဆဟာအမြဲတမ်းမမှန်ဘူးညာရင်ဆက်ဆံရေးနဲ့စီမံကိန်းစီမံခန့်ခွဲနိုင်မှုတို့ကလည်းအရေးကြီးတယ်ဒါကတော့ကျွန်တော်တို့ငယ်ရင်းကျွန်တော်မေးဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့စိုးရိမ်များတာဖြစ်ပါတယ် ကျွန်တော်ညီငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြေပြေရွှင်ရွှင်နဲ့ဖြတ်တန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ